သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာထိုင်းနိုင်ငံကနေအင်ရှင်ဖြစ်လက်ခံကျင်းပမဲ့စီးကိန်းပြိုင်ပွဲကြီးကနေကမ္ဘောဒီးယားမျိုးသားဘောလုံးသင်းနဲ့ကမ္ဘောဒီးယားမျိုးသားဘောလုံးသင်းတို့နှုတ်ထွက်သွားခဲ့ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့လုံုံရေးပိုင်းဆိုင်ရာစိတ်မချရလို့ပါဆိုပြီးကမ္ဘောဒီးယားဘက်ကအကြောင်းပြသွားခဲ့တယ်ခင်ဗျာကမ္ဘောဒီးယားနဲ့ထိုင်းကြားမှာနိုင်ငံရေးအရဘလို့တင်းမာမှုတွေရှိတယ်ဘလို့ပြိပခါတွေဖြစ်ထားတယ်ဆိုတာပြည်သက်အားလုံးလည်းသိရှိပြီးသားဖြစ်ပါတယ်ပြီးခဲ့တဲ့သတင်းပတ်တုန်းကဆိုရင် ကမ္ဘောဒီးယားမိန်းလေးတယောက်ကိုထိုင်းစစ်သား9ယောက်ကဝိုင်းပြီးတော့ raid လုပ်တယ်ဆိုတဲ့သတင်းထွက်ပေါ်ခဲ့လို့ကမ္ဘောဒီးယားနိုင်ငံသားတွေအယံမဲ့ဒေါသပောက်ကွဲခဲ့ကြပါသေးတယ်။စီးကိန်းပြန်ပွဲအတွက်အုပ်စုတွေမဲခွက်တော့လေကမ္ဘောဒီးယားနဲ့ထိုင်းတွေကတုံးစုတွေကြောက်အောင်နေခင်ဗျ။အမျိုးသားဘက်မှာရောအမျိုးသမီးဘက်မှာပါတုံးစုတွေကြောက်အောင်နေတာဖြစ်ပါတယ်။ဒီတော့ထိုင်းနဲ့ကစားမဲ့ပွဲတွေဟာသူတို့အတွက်လုံခြုံရေးပိုင်းဆိုင်ရာစိတ်မချဘူးဆိုတဲ့အကြောင်းပြချက်နဲ့ကမ္ဘောဒီးယားဘက်ကနေအသင်းနှစ်သင်းလုံးကိုပြန်ပွဲကနှုတ်ထွက်ကြောင်း ကြညာလိုက်တာဖြစ်ပါတယ်ဒီတော့အမျိုးသမီးပြိုင်ပွဲပေါ်မှာအသိပြဿနာမရှိဘူးခင်ဗျာဘာကြောင့်လဲဆိုတော့ဒီယိုစုမာကထိုင်းအင်ဒိုနီးရှားစင်ကာပူကမ်ဘောဒီးယားတုံးစီကြာနေတာကမ်ဘောဒီးယားအမျိုးသမီးဘောလုံးတွေနှုတ်ထွက်သွားတဲ့အတွက်ထိုင်းရဲ့အင်ဒိုနီးရှားရဲ့စင်ကာပူရဲ့ကြံခဲ့တယ်အသင်း၃သင်းနဲ့အုပ်စုကဆက်ပြီးကစားလို့ရပါတယ်ခင်ဗျာအမျိုးသားပြိုင်ပွဲပေါ်မှာတော့ပြဿနာရှိပါတယ်အုပ်စု A မှာထိုင်းကမ်ဘောဒီးယားအရှိတီမော့ဒီလိုကြောက်နေတာပါအခုကမ်ဘောဒီးယားနှုတ်ထွက်သွားတဲ့အတွက် အုပ်စုမှာနှစ်သိမ့်မဲ့ကြံပါတော့တယ်။ဒါကြောင့်စီကိန်းပြိုင်ပွဲရဲ့အမျိုးသားဘောလုံးအားကစားနည်းမှာ အုပ်စုပြန်ပြီးမဲခွဲတာမျိုးဖြစ်လာနိုင်ခြင်းရှိတယ်လို့သတင်းထွက်ပေါ်လာပါတယ်ခင်ဗျ။တချို့ကတော့အသင်း၄သိန်းပါဝင်နေတဲ့အုပ်စုစီကအသင်း၃သိန်းကိုထိုင်းအုပ်စုရဲ့စီကိုရွှေ့ပြောင်းလိုက်ရင်ပြည်လည်သွားနိုင်တယ်လို့အကြံပြုထားတယ်။တချို့ကလည်းအဲ့လိုမဟုတ်ဘူးတဲ့အုပ်စု၃ခုလုံးကိုပြန်ပြီးတော့ရောင်းတော့လိုက်ပြီး၃သိန်းပါတဲ့၃အုပ်စုပြန်ပြီးတော့မဲခွဲသင့်တယ်လို့အကြံပြုကြတယ် တချို့ကလည်းအဲ့လိုမလုပ်သင့်ဘူးတဲ့အုပ်စု B ကိုဒီတိုင်းထား DNA အုပ်စုကိုအုပ်စု A နဲ့အုပ်စု C ရအသင်းတွေကိုပြန်ပြီးရောတော့၃သင်းပါတဲ့အုပ်စု၅စုထပ်ပြီးတော့မဲခွဲတာမျိုးလုပ်သင့်တယ်ဆိုပြီးတော့အကြံပြုတိုက်တွန်းနေကြပါတယ်ခမလက်ရှိမှာတော့ထိုင်းနိုင်ငံတောင်ပိုင်းမှာလည်းရေကြီးမှုတွေဖြစ်ပေါ်နေပါတယ်ထိုင်းနိုင်ငံတောင်ပိုင်းမှာရေကြီးလို့စီးကိန်းပြန်ခွဲကျင်းပမဲ့နေရာတချို့ရေနစ်မြုပ်နေတာကိုလည်းကျွန်တော်တို့မြင်တွေ့ရပါတယ်ခမစီးကိန်းပြန်ခွဲရဲ့ ဘောလုံးအားကစားနည်းမှာကမ္ဘောဒီးယားအမျိုးသားဘောလုံးအသင်းနဲ့ကမ္ဘောဒီးယားအမျိုးသမီးဘောလုံးအသင်းတို့ပြိုင်ပွဲကနှုတ်ထွက်သွားခဲ့ပါပြီအမျိုးသားပြိုင်ပွဲပေါ်မှာအုပ်စုတွေပြန်မဲခွဲဖို့ရှိပါတယ်ဒီတော့အခက်မသိရင်မြန်မာဟာအင်ရှင်တိုင်းပါဝင်တဲ့အုပ်စုတွေကိုကြောက်ရွံ့သွားနိုင်ခြင်းရှိတဲ့ကြောင်းပြိသက်တွေသိရှိရအောင်တင်ဆက်ပြပြပေးလိုက်ပါရခင်ဗျာကျေးဇူးအားပေးတဲ့ပြိသက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ